ီးပြအလုပ်ကိုစိတ်ဝင်စားပဲအသင်းပိုင်ရှင်ပဲလုပ်မယ်ဆိုတဲ့ရော်နယ်ဒိုကမ္ဘာကောင်ဆုံးဘောလုံးသမားတွေကတူဖြစ်တဲ့ခရစ်စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့ကစားသမားဘဝမှာမယုံနိုင်လို့ဆီယာမှတ်တမ်းတွေကိုရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့သူ့ကိုကစားသမားဘဝကနေနားယူပြီးရတော့နီးပြဖြစ်မြင်တွေ့ရဖို့တော့မလွယ်ကူနိုင်ပါဘူး။ရော်နယ်ဒိုကိုယ်တိုင်ကနီးပြအလုပ်ဟာတော်ယုံဇွဲလုံးလားနဲ့မရနိုင်ကြလို့ပီအာတွေကိုလည်းပခုံးမှထန်းထားရတဲ့ရန်ကိုခက်ခဲတဲ့အလုပ်တစ်ခုလိုဝန်ခံခဲ့ပါတယ်။သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာပီအာတွေနဲ့သာရုန်းကန်ခဲ့ရတာကြောင့် အနာယူပြီးတဲ့နောက်မှာလည်းနောက်ထပ်ဖီးယားများတဲ့အလုပ်ကိုမလုပ်ချင်တော့ဘူးလို့သူကဆိုပါတယ်။ဒါဆိုရင်ရော်နယ်ဒိုရဲ့အနာဂတ်ဟာဘယ်လိုပုံစံဖြစ်လာမလဲ။သူကတော့ကွင်းပေးကနေကစားသမားတွေကိုညွန်ကြားမဲ့အစားကလပ်အသင်းပိုင်ရှင်တူဦးဖြစ်လာဖို့ရီမန်ချက်ကိုအကောင့်ထဲပေါ်မယ်လို့ပြောကြားထားပါတယ်။တကယ်တော့ကစားသမားဘောကနေအနာယူပြီးတဲ့နောက်အသင်းပိုင်ရှင်ဖြစ်လာတဲ့နာမည်ကြီးကစားသမားဟောင်းတွေလည်းအများကြီးရှိပါတယ်။သူတို့ကသူတို့ရဲ့တွေးကြုံတဲ့ဘောလုံးလောကမှာရရှိထားတဲ့အသိပညာတွေကိုအသုံးချပြီးအသင်းတွေကိုဦးဆောင်နေကြပါတယ်။ရော်နယ်ဒိုကလည်းလားတူလမ်းကြောင်းကိုရှောက်လမ်းဖို့ဆရာထက်သန်နေပုံရပါတယ်။ရော်နယ်ဒိုဟာကစားသမားဘောမှာတင်ကောင်းဆောင်မှုအကြီးချင်းကိုပြသခဲ့ပြီးသားပါ။ဒါပြင်စီးပွားရေးနယ်ပယ်မှာလည်းသူ့ရဲ့အောင်မြင်မှုတွေကိုတွေးမြင်ရနိုင်ပါတယ်။ ။ဒါကြောင့်သူကဘလွန်အသင်းတင်းကိုပိုင်ဆိုင်ပြီးဦးဆောင်ဖို့အတွက်လိုအပ်တဲ့ရည်ချင်းတွေပြည့်ဝနေတယ်လို့ဆိုနိုင်ပါတယ်။ကမ္ဘာတစ်ဝှမ်းမှာတန်ပေါင်းများစွာသောပရိသတ်တွေအားပေးမှုကိုရရှိထားတဲ့ရော်နယ်ဒိုဟာသူ့ရဲ့အသင်းကိုပုံမအောင်မြင်အောင်ဦးဆောင်နိုင်ဖို့လားလာကောင်းနေရှိနေပါတယ်။သူ့ရဲ့နာမည်နဲ့ပရိသတ်အင်အားဟာအသင်းများအတွက်များစွာအထောက်အကူဖြစ်စေမှာတည်ကြပါရတယ်။ဒါကြောင့်စိတ်ကြီးရော်နယ်ဒိုကိုဤပြဖြစ်မြင်တွေ့ရဖို့မတည်ကြပဲအသင်းပိုင်ရှင်တူဦးအနေနဲ့ဘောလုံးလောကမှာနောက်ထပ်မှတ်တိုင်သေးတစ်ခုဆက်ချူသွားနိုင်မလားဆိုတော့ကတော့စောင့်ကြည့်ရသွားရမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမှားတရားပြပြ